โอเคအားလုံးပဲမင်္ဂလာပါဗျာဖိုးလေးနေမညာနေပြန်နေကြိုဆိုပါလေဗျာဒီနေ့မှတော့မိတ်ဆွေမျိုးမဝယ်သေးတဲ့ဖုန်းတစ်လုံးမြောက်ပေးมาဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်မိတ်ဆွေတူကျွန်တော်ဖုန်းဆက်ပြီးလာမိတယ်သူက Redmi A3 ဖုန်းလေးကိုဝယ်ခြင်းလို့ဈေးကလည်းနှစ်သိန်းဝန်းကျင်ပဲရှိတယ်အဲ့တော့နှစ်သိန်းဝန်းကျင်နဲ့ဒီဖုန်းရမယ်အဲ့တော့သူကလည်းသဘောကျတယ်ပေါ့နော်အဲ့တော့သူဒီဖုန်းလိုလိုချင်တယ်ပေါ့ကျွန်တော်လာပြီးတော့အဲလာတိုင်းမင်းနဲ့ပေါ့ကောင်းကောင်းလေးအဲ့တော့အဲ့တော့ကျွန်တော်ပြောလိုက်ပါတယ်သူမှနောက်ထပ်ဘာရွေးရှိတာရှိလဲဆိုတော့ အဲဒါမှမဟုတ်တော့ရွေးချယ်စရာ note 8 note 8 pro ရှိတယ်ပေါ့တော့ဒါဆိုလို့ရှိရင်ကျွန်တော် note 8 pro ယူပါလို့ကျွန်တော်သူ့ကိုညွှန်ပြလိုက်ပါတယ်အဲ့တော့ message များလဲဖုန်းဝင်ကိုစဉ်းစားထားလို့ရှိရင် Redmi A3 နဲ့ရွေးရွေးချယ်စရာတခြားဖုန်းရှိလို့ရှိရင်တော့ Redmi A3 ကိုရှောင်ဖို့ကျွန်တော်အဓိကပြောချင်ပါတယ် Redmi A3 ကိုဝယ်လို့ရှိရင်စဉ်းကျင်စရာတွေနဲ့ကြုံပါလိမ့်မယ်အဲ့တော့ Redmi A3 မှာကျွန်တော်တို့ဒီ run run 360 vk တချို့လဲ run 2000လာတွေ့ရတယ်အဲ့တော့တတော်ကိုအာ တိတ်တိတ်မကောင်းတဲ့တုံးလို့မကောင်းတဲ့ဖုန်းတစ်လုံးလို့ပြောမှာပဲ။ဘာကြောင့်လဲဆိုတော့တုံးကြည့်ပါတုံးကြည့်တဲ့လူတိုင်းအားလုံးသိမှာပါ။ Mobile Legend တော့ကောင်းကောင်းဆောက်လို့မနိုင်ပါဘူး။အဲ့တော့ကျွန်တော်တို့ဒီသူ့ရဲ့ set အပြင်ပိုင်းမှာလည်းသူ့ရဲ့ software ဘိုင်းမှာလည်းမနိုင်တယ်လို့အတွင်းပိုင်းကျွန်တော်တစားစီတဲခေါ်ကြည့်ပြပါပြီ။အတွင်းပိုင်းမှာလည်းကျွန်တော်တို့တိဆောက်ပုံရအဲတိဆောက်ပုံရဒီဇိုင်းမရတော့တွတ်တွတ်လေးနဲ့ဒီဇိုင်းကြကြလုပ်ထားပြီးမယ်။ကျွန်တော်တို့ဘာမှကျွန်တော်တို့ဒီ quality ကောင်းတဲ့အရာတွေပါမလာပါဘူး။ဒါပေမဲ့သူ့ဈေးတန်းနဲ့ သူ့ရဲ့သူ့ရဲ့ budget formula အနေနဲ့တော့တန်တယ်ဆိုပေမဲ့ကျွန်တော်တို့တို့သုံးမဲ့လူတွေဥမာဆိုကြပါမိတ်ဆွေများဒီ mobile legend ကောင်းကောင်းတိုက်မယ်ဆိုရင်တော့ကောင်းကောင်းတိုက်လို့အဆင်မပြေတဲ့ဖုန်းမှာအဲ့တော့ဒီနေရာမှာလည်းမိတ်ဆွေများတယ်ဒီ Redmi A3 ခြံတဲ့လူရှိလားမသိဘူးရှိနေခုမှမှရေးပေးခဲ့ပါဦးအဲ့တော့ဒီခင်းဆိုရလားအဆင်ပြေလားပေါ့တေချောက်ပေါ့အဆင်မပြေဘူးပေါ့တေချောက်ပေါ့အဆင်ပြေမှာတော့မဟုတ်ပါဘူးဒါကြောင့်မလို့မိတ်ဆွေများဒီလိုမျိုး Redmi A3 နဲ့တခြားရွေးရွေးချက်ဆရာပေါ့နော်ကျွန်တော်က Redmi A3 ဆိုတော့ရှင် Redmi အရင်တော့ပေါ်ခဲ့တဲ့ Note 8တို့ Note 8 Pro တို့အဲ့ကောင်တွေရေတက်ဝက်တော့မမီပါဘူးကျွန်တော်အဲ့ကောင်တွေတက်ဝက်တော့မမီပါဘူး run ချင်းတူချင်းတူလိုက်မယ် storage ချင်းတူချင်းတူလိုက်မယ် performance ဘာညာအရန်ကွာချောင်းလို့ပါတယ်ဒါကြောင့်မိတ်ဆွေများက Redmi A3 နဲ့တခြားသောရွေးချက်သာရှိလို့ရှင်အဲ့တော့ Redmi A3 ကိုမရွေးပါနဲ့တခြားရွေးစရာတွေရွေးပါတခြားရွေးစရာကတော့ကျွန်တော်ခုနကပြောပြတဲ့ Note 7တို့ Note 8တို့လို့ Note 8 Pro တို့လို့ Note 8 Pro လို့ဆိုရင်ဒီကောင်တွေအများကြီးတားတယ် ကဲဒါလေးကိုလိုက်လိုက်မြပေးတော့ပါမိတ်ဆွေမျိုးဘယ်ဖုန်းတွေကင်နေဆိုတော့ခုမှမရေးပေးခဲ့ပါဘူးဒီလိုမိတ်ဆွေများဖုန်းဝယ်ဖို့စဉ်းစားထားလို့ရှိရင်ဘယ်ဖုန်းတွေကတော့အဲဘယ်ဘယ်ဖုန်းတွေကဝယ်တင်တယ်ဘယ်ဖုန်းတွေဝယ်တယ်ဘယ်ဖုန်းတွေကင်တယ်မကင်တယ်ဆိုတော့ကျွန်တော်လာမေးလို့ရပါတယ်ကျွန်တော်ဖုန်းတွေအားလုံးအဲဒါဘောင်းဆောင်အားလုံးကျွန်တော်နေ့စဉ်နဲ့မြပြပြဖြည့်ရှင်းပေးနေတော့ဘယ်ဖုန်းကဘယ်အဲဒါရှိတယ်ဆိုတာလေးကိုကျွန်တော်အများဆုံးသိပါတယ် ဲ့တော့ဇင်းတော့ကတော့ကျွန်တော်အားလုံးအတိအကျသိချင်မှသိလိမ့်မယ်ဇင်းတော့ကျွန်တော်အပိုင်မဟုတ်ဘူးပေါ့နော်ကျွန်တော်တော့ဖုန်းပိုင်းပဲစိတ်ဝင်စားတာဆိုဖုန်းပိုင်းကိုပဲကျွန်တော်သိထားမိပါတယ်အဲ့တော့ကျွန်တော်ဖုန်းထဲမှာအဲ့ဒါလေးတွေပါတဲ့ဖုန်းလေးတွေပဲဒီမှာတစ်ခါတည်းပြ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 နော်ကျွန်တော်ဒီ Redmi 10A တို့အဲ Redmi 12တို့အဲဒီကောင်တွေက software ပိုင်းအဲ့ဒါတွေရှိတယ်ပြီးလို့ရှိရင် Note 9ရ hardware ပိုင်းအဲ့ဒါရှိတယ် Note 9ဟောပိုင်းအဲ့ဒါရှိတယ်အဲကျွန်တော်တို့ကျွန်တော်တို့ Note series မှာဆိုလို့ရှိရင် Note 10 Note 11 Note 12တို့ Note 12 Pro တို့အဲအဲ့ဒါမျိုးလေးတွေ ဝယ်လို့ရရပါတယ်နှုတ်စီးတွေမှာဆိုတော်တော်များများပေါက်ပြီးတော်တော်များကောင်းတဲ့မျိုးရှိပါတယ်တခုလို့ရှိတယ်နှုတ်9တော့ရှောင်းเนาะနှုတ်9 pro အဲနှုတ်9ဟိုသူတို့တွေနှုတ်နှုတ်9ရ finger ဘေးရပါတယ်ဟာလေအဲနှုတ်9ပြီတော့မနှုတ်9လေးလောက်ရှောင်းပေးအဲကောင်လေးကမွေးရပါအဲ့ဒါတခုပါလာတယ်အဆက်ပိတ်ပြီးပြန်ဖွင့်လိုက်လို့ရှိရင်လုံးဝပြန်ပွင့်မလာတော့အဲ့အဲ့ဒါမချခဏကျွန်တော်စီလာပါတယ်အဲ့တော်တော်များများလဲကက်ပစီတာလေးဖြုတ်ပြီးဟိုဘက်ဒီဘက်လေးချိန်ပေးလိုက်ရုံပဲအဲ့လိုချိန်ပေးရပုံအလုံးမနေတော့ဘူးเนาะ9000 9000နဲ့တော်တော်လေးကိုအဆင်ပြေနေပြီအဲ့ဘုံနှုတ်9 ဟိုမှာကျွန်တော် finger လေးနေပေါ့ note 9 pro အဲ note 9အကောင်လေးရှောင်းပေးအဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ Redmi 10 Redmi 10အကောင်လေး software error ရှိတယ်အဲ့ဒါလေးလည်းရှောင်းပေးအဲကျွန်တော် Redmi 12ရတခါကျလို့ရှိရင် update လုပ်လို့အဆင်မပြေဘူး Redmi 12ကိုလည်းရှောင်းပေးအဲရှောင်းပေးဆိုတော့သုံးကောင်းပြတော့မဟုတ်သုံးကောင်းတဲ့ software error လေးတွေနည်းနည်းရှိတယ် update လုပ်လို့အဆင်မပြေတာလေးတွေရှိတယ်ဒါကြောင့်မို့လားလေးရှောင်းပေး Okay ဒါဆိုမင်းစုမရောဘယ်ဖုန်းလေးဝယ်ဝယ်ခြင်းလဲအဲ့တော့ကျွန်တော်ခုမှမလာမေးလို့ရပါတယ်နော်ဟာကိုကြီးကျွန်တော်တို့ဒီဖုန်းဝယ်ခြင်းတို့အဲ့ဘာ error လေးရှိတယ် အဲကောင်းကောင်းလေးကျွန်တော်လာမေးလို့ရပါတယ်ဗျကျွန်တော်တိတဲ့အပိုင်းလေးတွေဆိုရင်ပြန်လည်းမြောက်ပေးပါတယ်ကျွန်တော်တို့ဒီမော်ဒယ်တော့ကျွန်တော်ဒီကျွန်တော်မိတ်ဆွေမြောက်မြောက်ပေးမှဖြစ်ပါတယ်အားလုံးကျေးဇူးပါတယ်ဗျ Line Screen Navy အပိတ်ကပါအောင်ဗျဘိုင်ဘိုင် Like and subscribe, maybe I'll be out, yeah, yeah, yeah.